လို့ပူကုံမှာပေါ့လို့အကုန်လုံးဆိုရရတယ်ရဲ့ဟဲ့အောင်နဲ့ရှာမစိနေတယ်လာခဲလိုက်တယ်ယူခဲလိုက်ဆိုတော့အဲ့ဒါနဲ့ကိုကလည်းအဲ့ရင်ွေးပုံကြီးကိုယူပြီးတော့ဖျားပေါ်ပြန်သွားအဲ့မှာအဲ့မှာတော့ပူးနေတဲ့နဂါးတွေအဲ့မှာသူမိမကန်ဆုပ်လိုက်တဲ့နဂါးတွေဟမ်အဲ့မှာရေနွေးနဲ့သွားပတ်တာကိုမအားရနေလားနဂါးတွေကရေနွေးတွေနဲ့ပတ်လိုက်တဲ့ခါကျလမ်းပြီးမျက်လုံးတွေပွင့်ပြီးတော့နဂါးတွေကမျက်လုံးတွေပွင့်ပြီးကြည့်နေတယ်မျက်လုံးတွေပါပြူကုန်တဲ့နဂါးတွေကိုမ သူတို့သူတို့ကြည့်ပြီးတော့ရီရလဲရီဟောရင်နူးနေနဲ့ပတ်တာငကားတွေစိတ်များဆိုးနေလားမသိအာဟနာလိုက်တာဟိုနေ့ကလူနာတယောက်ကလာပြတာငါမျက်လုံးကဒီလိုဖြစ်နေတာငါမျက်လုံးတစ်ဖက်ကမိတ်လို့ရတယ်တစ်ဖက်ကမမိတ်ဘဲနဲ့ပွင့်ဝင်နေတာခမရဘာလောက်ထားလဲဆိုတော့မြင်းကြီးခွဲစိတ်ထားတာတဲ့အဲ့နဲ့ဩဘယ်စရာဝင်နေခွဲထားလဲဆိုတော့ ဆရာဝန်နဲ့ခွဲတာမဟုတ်ဘူးတဲ့အလှပြင်ဆိုင်ကခွဲပေးလိုက်တာတဲ့ဟိုဆိုးနေပြီငါတို့ပမာပြာအဲ့လောက်တောင်တိုးထက်နေပြီလားလို့ဆရာဝန်မဟုတ်တဲ့လူတွေကမျက်ရည်တွေခွဲနေကြပြီးတော့မျက်လုံးကပန်ပိတ်လို့မရတော့လို့တဲ့အဲ့ဒီခါကျတော့မျက်ရည်ခွဲနေဆိုရှင်အတွန်းကနော်မျက်ဒီဒီမျက်ရည်နေရာအပေါ်ရံအရင်ပြားကိုဖွင့်ဖွင့်ပြီးအထက်ကမားဆယ်တွေကိုနော်ခောက်အောင်လို့မလို့တွဲပြီးတော့ချုပ်ထားရတာလေနော်ချုပ်ထားတဲ့အခါမှာသူတက်တိနာတဲ့လူလည်းမဟုတ်ပါနဲ့နော်သူမလို့ယုံမှတ်ပြီးတော့ပုံအပ်တယ် မားဆဲအကောင့်ပြီကိုချုပ်တာမှားသွားလို့နေပါဘောမျက်လုံးကပြန်ပိတ်လို့မရဘူးဒီလိုပွန်နေရအဲ့ဒါနဲ့အဲ့ဒါဒုက္ခရောက်လို့ပေါ့နော်အဲ့ခွဲထားပြီးတဲ့ခါကျသူတို့အဲ့လာခွဲပြီးတဲ့ဆရာမတွေကလည်းပြန်သွားပြီးတဲ့တခြားဒေသကနေတခြားမျိုးကနေအဲ့ဒီကိုလာခွဲတာတဲ့ဆိုတော့ပိုဆိုးကုန်ပြီလို့တော့မတက်နိုင်ဘူးလို့အဲ့ခါကျတော့ခင်ဗျာတို့တို့တက်နိုင်နေကြံနေတာ ရာရှိတဲ့ဒီမျက်စိနားနှာခေါင်းလည်းအကြောင်းစေးရောမျက်စိထူးကူးနေတာပြန်ပြလိုက်လို့နော်အဲ့ဒီဟာပြန်ခွဲပြီးချုပ်ရိုးတွေပြန်ဖြုတ်ရမယ်နဲ့တူတယ်လို့နော်အဲ့ဒါအဲမျက်စိဆေးရုံသာသွားလိုက်ဆိုပြီးကိုကတော့ပြန်လွှဲပေးလိုက်တယ်နော်အခုတော့ပြန်ပိတ်လို့ရလားမရလားတော့မသိဘူးအဲ့မှာနော်အဲဘလူတွေလည်းနော်ဆရာမမောဖွဲနဲ့နော်အဲ့လိုမျိုးတွေအလှပြင်ဆိုင်မှာခွဲစိတ်တာကိုလက်ခံရသလားပေါ့နော်လူတွေလည်းအံ့ဩတယ်အဲ့လောက်ခွဲပေးတဲ့လူကလည်းရရဲခွဲပေးရနော် သွားခွဲတဲ့လူကလည်းလောမအောင်နေစင်းပဲမောင်းတဲ့သူတွေနဲ့အဲ့လိုမျိုးတွေခွဲစလို့လုတ်စရာမလုတ်သင့်ပါဘူးနော်အဲ့တော့မျက်လုံးတစ်ဖက်မှိတ်များအဲ့လိုပုံစံကြီးဖြစ်နေတာတကယ်ကိုနော်အဲ့ဒါအဲ့ဒါအခုမျက်စိစေးရုံကိုလွတ်ထားတယ်ပြန်ကောင်းမလားမကောင်းမလားတော့မသိဘူးနော်အဲ့ဒါလေးကိုဘုသူတအနေနဲ့ပြောပြတာပါဘိုင်းပိုင်မလှချင်ဆက်ဆက်ယူနေမျက်လုံးတစ်ဖက်မှိတ်များတဲ့ပြဿနာဖြစ်နေကြအောင်ဟိုဆိုကုန်ပြီနှကားတွေအကြောင်းအတင်းပြုံးမယ်ဒီချိန်ဆိုရင်သူ့မန်းလေးမှာရွှေရွှေစားရံဖျားပွဲဒီကားတော့နှကားတဲ့အဲ့လက် ။ညာအဲ့ဘုရားပွဲမှာနော်ဒီရွှေဆိုင်ရံဘုရားကြီးရဲ့ဟိုဘက်မြစ်ကိုကူးလိုက်လို့ရှင်အဲ့မှာဘုရားရှိသေးတယ်။အဲ့ဘုရားမှာရှမ်းဦးစီတွေတီးပြီးတဲ့ခါကျတော့အဲ့မှာဘုရားပူလာတဲ့အမျိုးသမီးတွေကအဲ့မှာတော့ငကားတွေဝင်ပူပြီးတော့ကြာတာအမလေးအဲ့ပေါ်မှာတော့အယောက်20 30လောက်ရှိရလူလိမ့်နေကြတာသူကအဲ့လိုမျိုးခွေးရတော့လူကအဲ့ဒါကိုရုနဲ့အတူတူသွားတာအကိုလင်မယားတော့အဲ့အကိုရဲ့မိန်းမလည်းအဲ့မှာဖျား ဖျားကြော်အင်းနဲ့သူကမှအဲ့မှာနော်ဝင်ပြီးတော့ငကားတွေပူးနေတာအဲ့မှာအကိုဝင်တော့ဝင်ပူးနေတာအဲ့မှာသူကနော်အဲ့မှာလူလိမ့်နေတဲ့ခါကျထမိန်လေးကျွတ်ဘော်လေးကျွတ်တာကိုရီးယားလိုက်ဆွဲဖုံးအကိုကလည်းလိုက်ဆွဲဖုံးကြာလာတော့အကိုကလည်းရှက်တာနေမှာပေါ့တော်ချိုးနေပြီလာတော့အဲ့ဘေးနားကလူကလာပြောဝါတဲ့အဲ့ငကားတွေပူးနေတာဟုတ်တဲ့ရေနဲ့ပတ်ပေးရတဲ့ရေသွားရှာလိုက်တဲ့နော်ရေသွားယူခဲ့လိုက်ဆိုအဲ့နဲ့အကိုကလည်း ထူးလာမလားတဲ့ငါနဲ့လိုက်ခဲ့တဲ့ရေသွားရှာအောင်ဆိုပြီးကိုရီးယားလည်းအဲ့ဖုံးချောင်းနဲ့သွားပြီးတော့ညီကိုနှစ်ယောက်ရေသွားရှာတာဟိုရောက်တော့ရွေရမတွေ့ဘူးအဲ့ဒါနဲ့အကူကဘယ်ရတွေ့လာမသိဘူးဒီလောက်နေတွေပူကျစ်နေတဲ့ထဲမှာမအဲ့မှာဘာလီဘုံကြီးထဲမှာရေလေကိုခွေးတွေတိုက်ထားတဲ့ပုံကြီးနေမှာပေါ့ရေတွေကဆန်းကြည့်လိုက်တော့ပူကျစ်လို့ရင်နွေးတွေကြာအကူလို့အဲ့ဒါကြီးနဲ့သွားပန့်ရင်နွေးတွေကြာနေပဲလို့ပူကုန်မှာပေါ့လို့အကုန်လုံးဆိုရရတယ်ရဲဟဲ့အောင်နဲ့ရှာမစိနဲ့လာခဲလိုက်တယ်ယူခဲလိုက်ဆိုတော့အဲ့ဒါနဲ့ကိုကလည်း ဲ့ရေနွေးဘုံကြီးကိုယူပြီးတော့ဘုရားပေါ်ပြန်သွားအဲ့မှာအဲ့မှာတော့ပူးနေတဲ့နဂါးတွေအဲ့မှာသူမိမကန်ဆိုးလိုက်တဲ့နဂါးတွေဟမ်အဲ့မှာရေနွေးနဲ့သွားပတ်တာကိုမအားရနေလားနဂါးတွေကရေနွေးတွေနဲ့ပတ်လိုက်တဲ့ခါကျလမ်းပြီးမျက်လုံးတွေဖွင့်ပြီးတော့နဂါးတွေကမျက်လုံးတွေဖွင့်ပြီးကြည့်နေတယ်မျက်လုံးတွေပါပြူကုန်တဲ့နဂါးတွေကိုမသူတို့သူတို့ကြည့်ပြီးတော့ရေကလည်းကြီးကြီး ။အော်ရင်နူးနေတဲ့ပတ်တာငကားတွေစိတ်များဆိုးနေလားမသိအာဟနာလိုက်တာ။ငကားတွေကသူတို့ကသူတို့အချိန်မှပူနေရင်နူးနေပတ်လိုက်တော့မျိုးလုံးတွေပူပြီးချီ။ကိုမကိုမအားရနေလို့အဲ့တော့